ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပံကျေးရွာကဒီကေပီလောက်မှာလဲပတ်ခဲ့ပြီးတော့အခုတော့ KNU ထိမ့်သိမ့်လိုက်တဲ့ online ငွေလိမ်ခြံဝင်းကိုမြစမကပြီးခဲ့တဲ့ November 26ရက်နေ့မှာမြေပြင်သတင်းသွားရောက်ရှုခွင့်ရခဲ့ပါတယ်။ဒီကြားပြန်ခြံဝင်းထဲမှာ KNU ကနမဲစင်းကောက်ယူနေတဲ့အခြေအနေတွေလုံခြုံရေးယူထားတဲ့အခြေအနေတွေ ိုင်ငံသားတွေကိုထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးနေတဲ့တောင်ရင်မြက်ကန်ဘေးကမြင်ကွင်းနဲ့အကြောင်းကိုကိုခန့်တွေကအခုလိုသတင်းပေးပို့ထားပါရရှင်မြန်မာပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုထပ်ပံရောက်ရှိနေညံကတော့ဒါ ဒီမင်းလက်ပံပေါ့နော် K KNU လောက်က KNU လေးတစ်ဖက်ကဝင်စီတက်တဲ့မင်းလက်ပံ data မှာဟိုကြားဖြန်နေဝင်စီတက်တဲ့မင်းလက်ပံ data ကိုရောက်ချိနေတာပါဒီမင်းကြားဖြန်စင်တာဝင်းအတွင်းမှာဆိုရင်ဒါဆိုရင်ကြားဖြန်တွေကြားဖြန်စင်တာကလုံသမားတွေပေါ့လေဒီလုံသမားတွေကဒါအခုဒီမှာနာမည်ရှင်းတွေပေးရတယ်နာမည်ရှင်းတွေပေးပြီးတော့သူတို့နေဟိုမြန်မာဒီနေ့ဆိုရင်မြန်မာနိုင်ငံသားပေါ့လေမြန်မာနိုင်ငံသားတွေကိုနာမည်ရှင်းပေးရတယ်မနေ့ကတော့ ဟိုမနေ့ကဆိုရင်ဒါကျွန်တော်ရောက်ရှိနေတဲ့26ရက်နေ့ပေါ့လေမနေ့က25ရက်နေ့ရဆိုရင်ဒီမှာနိုင်ငံခြားသားတွေကြီးပဲနာမည်စင်းပေးရတယ်ပေါ့နော်ဆိုတော့ဟိုတစ်ချက်လိုက်ကြည့်ပေးပါဦးဒါနာမည်စင်းပေးတယ်ဒီဘက်မှာသူတို့တပ်ပုံရိုက်တယ်နာမည်စင်းပေးရတယ်မှတ်ပုံတင်ရှိရင်မှတ်ပုံတင်တဲ့ဒီမှာတိုက်စစ်တယ်ပေါ့လေဒါကတော့ဒါနာမည်စင်းပေးရတယ်ပေါ့နော်နာမည်သူဘယ်ဒေတာဘယ်နေရာဘယ် ဟိုကတော့လက်ပွေလဲနှိမ့်ရတာပေါ့နော်။ဆောဒီလိုနေရာတွေကဒီလိုနမဲချင်းပေးရတဲ့နေရာကဒီခန်းထဲမှာဆိုရင်ဒီအဆောက်အဦးထဲမှာဆိုရင်1 2 3 4 5 6 9 6ခုလောက်ပေါ့နော်ဒီကောင်ကြာ6ခုဖွင့်ပြီးတော့လုပ်နေရတယ်လို့ကျွန်တော်အခုလက်ရှိမြင်တွေ့ရတယ်ခင်ဗျာဒီမှာဆွန်တဲ့ထုံကြီးလက်ကောင်းမှာပဲဒီမှာမပုံတင်နဲ့တိုက်စစ်တယ်လူနဲ့တိုက်စစ်ပြီးတော့မှနာမည်ရှင်းပေးရတယ်ဟိုလက်ပွေနှိမ့်ရတယ်တို့ရေက ပြီးတော့ထပ်ပုံရိုင်းရတယ်ဗျဒီမှာချက်ကြည့်လိုက်ပါဦးသူကမှတ်ပုံတင်နဲ့မှတ်ပုံတင်နဲ့ပေါင်းပြီးတော့ထပ်ပုံရိုင်းရတာပေါ့နော်မှတ်တမ်းယူရတဲ့ဘောခင်ဗျဒီညမှာဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားနဲ့တရုတ်နိုင်ငံဟိုပေါ့နော်နိုင်ငံပေါင်းစုံကနိုင်ငံမျိုးကိုဒီညမှာခွဲရတယ်လို့ဒီစီရင်ောက်ယူရညမှာခွဲရတယ်လို့ကျွန်တော်သိရတယ်ခင်ဗျ ီဒေတာကိုခရမ်းညွန်ကြောင်းခန့်ခရမ်းညွန်လေးတောက်ခွဲက27ရက်နေ့ပေါ့နော်နိုဝင်ဘာပြီးခဲ့တဲ့နိုဝင်ဘာ27ရက်နေ့ကစီးနေလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာပဲ22ရက်နေ့မှာပဲဒါ KNU ရဲ့ anti scanning စကမ်မင်းပေါ့နော်တင်းသူအော23ရက်နေ့မှာပဲအာချင်းဖွဲ့ရတယ်ပေါ့နော်ဆိုတော့ဒီ KNU ရဲ့ပြောခွင့်ရပုံကိုပြောစောတော့နေ့ကလည်းကျွန်တော်တို့ဒီမြူးဇီမန်ရဲ့အင်တာဗျူးမှာတိတိုင်အင်တာဗျူးမှာဒီ23ရက်နေ့မှာဒီ KNU NG Scanning Team ကိုအာချင်းဖွဲ့စည်းပြီးတော့ဒီအခုရှင်းလင်းလုပ်ငန်းစဉ်တွေစောင့်ကြည့်ဆောင်ရွက်နေတယ်လို့သိရတယ်ခင်ဗျာဒါကအခုမြင်နေရတာဒါဒီကြားဖြန့်ဂိမ်းဆက်ပေါ့နော်ဒီငါဖန်ဂိမ်းတွေပါပြုလုပ်တဲ့ဆက်ပေါ့လေ အခုလက်ရှိကျွန်တော်တိကျအောင်ဆိုရင်တရုတ်တွေကိုထပ်ပြီးတော့ပို့ဆောင်မယ်လို့လည်းကျွန်တော်တရင်ကြတယ်အဲ့ညီအကိုကျွန်တော်တွားလိုက်ပါအောင်မယ်လိုက်ပါကြည့်ရှုပေးဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုကတော့ဒီတောင်ရင်မြစ်အဆက်ပေါ်ကိုရောက်ရှိညာပေါ့နော်ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်အဆက်ကိုရောက်ရှိညာဒီမှာဆိုရင်ဒါဒီမင်းသက်ပန်ကြားပြတ်စင်တာကနေဟိုနိုင်သူတို့ဟိုဟိုပါပေါ့နော်ဒီထိုင်းနိုင်ငံကနေအရှင်သူတို့နိုင်ငံမျိုးပြန်ပို့ဖို့ နိုင်ငံခြားသားတွေပေါ့နော်တရုတ်အပါဝင်နိုင်ငံခြားသားတွေကိုဒါပြန်ပို့ဖို့စီစဉ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော်တိတော့ဆိုရင်ခုနကဟိုတီတီဟိုပြောကြားချက်ရရတိတော့ဆိုရင်ဒီတရုတ်တွေကသူပြန်ကျင်တာလည်းရှိတယ်မပြန်ကျင်ဘူးပေါ့ဗျာသူနိုင်ငံလည်းမပြန်ဘူးဘယ်နိုင်ငံမှလည်းမသွားဘူးဒီမှာပဲတည်ရစီနေမယ်သူတို့တက်ချင်တပ်လိုက်ဆိုရဲပုံစံမျိုးတွေကပြောတာတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အခုမြင်တွေ့နေရလူအကြီးကတော့ဒါကဟိုပါပေါ့နော်ဒီနိုင်ငံခြားသားတွေပေါ့လေ ထိုင်းဘက်ကိုပြန်အပ်မယ်ထိုင်းဘက်ကနေစင်တုံးတက်ဆိုင်ရနိုင်ငံတွေကိုပြန်ပို့မယ်ပေါ့လေနိုင်ငံခြားသားတွေပါကျွန်တော်တွေ့ရတော့ဆိုရင်ဒီလူအုပ်ထဲမှာကျွန်တော်တွေ့ရတော့ဆိုရင်လူချွေလဲပါတယ်လူမဲတွေလဲပါပေါ့နော်အစုံပေါ့နော်ဒီအများဆုံးတွေ့ရတော့ဒီတရုတ်နိုင်ငံသားတွေကိုကျွန်တော်အများဆုံးတွေ့ရတယ်ခင်ဗျာ ုတ်ကဲ့ဒီအခုဆိုရင်ဒါဒါကပ်ပလီတွေအများဆိုလည်းတွေ့ရတယ်ပေါ့လေနော်ဟုတ်ကဲ့ပါဒါကဒါပြန်ပို့မဲ့အချိန်တွေပေါ့နော်ဘယ်အချိန်ပြန်ပို့မလဲတော့မသိသေးဘူးပြီးခဲ့တဲ့ရက်ပိုင်းကလည်း600ကျော်ပေါ့နော်600ကနီးပါးပေါ့နော်600ကကျော်600ကနီးပါးပေါ့နော်600ကနီးပါးကိုထိုင်းဘတ်ချန်ကိုထိုင်းနဲ့တရုတ်တွေပေါ့လေထိုင်းဘတ်ချန်ကိုပြန်ပြီးတော့အပ်လိုက်ပြီးတော့တည်ရတယ်ပေါ့နော်အခုကလည်းဘယ်အချိန်ပြန်အပ်မယ်လဲမသိသေးပါဘူးခင်ဗျာကျွန်တော်ချက်ချက်ပြီးတော့ဒီမင်းလက်ပံကဒီကြားဖြန့်စင်တာထဲမှာဟိုကြားဖြန့်ဒီ နေထိုင်နေပေါ့လေကြိုက်ဖြတ်လုံသားတွေပေါ့နော်သူတို့လုံသားရဲ့နေထိုင်နေဟာတွေကိုကျွန်တော်ဆက်လက်တင်ဆက်ပေးပါဦးမယ်လိုက်ပါကြည့်ရှုပေးပါဦးခင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ဒီမင်းလက်ပံကကြားဖြန်စင်တာဂိုင်းပေါ့နော်ဒီ site ချိရပေါ့နော်ခြံဝန်းကြောင့်ကျွန်တော်ပြန်ရောက်နေပါပြီဆိုတော့ခုနကဝါဆိုရင်ဒါထိုင်းနိုင်ငံဘက်ချန်ကိုဆွဲမဲ့နိုင်ငံသားတွေပေါ့နော်နိုင်ငံသားတွေကိုကျွန်တော်တွေ့မြင်ခဲ့ရတာပါဟိုဘယ်လောက်အချိန်ဟိုဘယ်အချိန်ကာလဘယ်နှစ်ဦး ဥယေပေါ့နော်ခံမန်းဥယေကိုကျွန်တော်မသိရသေးဘူးကျွန်တော်ခံမန်းကြီးတော့ဆိုရင်300နီးပါးပေါ့နော်200ကျော်300နီးပါးအဲ့လောက်တော့ရှိမယ်လို့ကျွန်တော်ခံမန်းရပြဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးအခုဒီကြားဖြန်ခြံဝင်းတဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော် KMPF ရဲ့တာဝန်ရှိသူတူကိုကျွန်တော်အင်တာဗျူးလုပ်ထားပါတယ်အဲ့ဒါလေးတစ်ချက်ကြည့်ရှုပေးပါဦးခင်ဗျာဟိုင်းနိုင်ငံပဲခြံကတော့ 13ရက်ညနေပိုင်းပေါ့အဲ့ဒီချိန်ကကျွန်တော်ရောက်ဆက်ဆက်ရောက်စီးပြရတဲ့ရောက်ရရောက်တဲ့အချိန်ပေါ့အဲ့အဲ့မှာ29ရက်ဒီ24ရက်ညရတော့36ရက်ငိုးချုံမှာပို့ခိုင်းရလဲကြားပြောင်းနေနေမယ်ဆိုပြီးတော့လက်ခံတာရေရေမြေရေနဲ့ကျွန်တော်တို့အတိမပြုချင်တဲ့ပုံစံမျိုးနဲ့ခံတာဒီလူကြီးတွေကြတော့အတိအကျပြောလို့မရဘူး ထိုင်းပဲချမ်းဘူးဘီမစေပြုစလို့ရမယ်အဲ့ဒါရောက်ပြောလို့ဘူးပြောလို့ရဲတပ်ဖွဲ့နေတဲ့တော့ဒီဘူရဲ့ညူချချက်ပုံလို့ကျွန်တော်တို့လုပ်တော့ရှိတယ်လက်ရှိလုံခြုံရေးရှင်တွေကကြားတဲ့တိုင်းပဲလေဟုတ်တယ်ဘလို့မှမစိတ်မဖြစ်ဘူးကျွန်တော်တို့ကရောင်းနေတယ်သူတို့တွေ့လဲစိတ်ပူစာပွေမှုကဘယ်လိုပြီးမလဲဒီကလုံးနှလုံးတော့မှအခုလုံကျော်ကြီးယူရတာနဲ့စာပွေမှုနဲ့ကြတော့ နည်းနည်းအနေကြီးပဲလောက်ရပြီဒီမပြောင်းရှင်တဲ့တရုတ်တွေကြတော့သူတို့ကအဖက်တောက်ထောင်နဲ့ထောင်နဲ့ရှိဒါကြောင့်သူတို့ကနီလန်အမျိုးမျိုးရှာပြီးတော့စုပူရတယ်ပြီးတော့မီရှုတယ်ဆေးပြီးတော့ဒုတ်ဒုတ်တော့ဒီပလင်းတော့ပေါ့အဲ့ဒီအချိန်တွေရှိတယ်ဒါနဲ့စက်နာလို့ရှိတယ်ဒီမှာကျွန်တော်အမြင်ပေါ့ဖြစ်ဆက်ပြောချင်တာကတော့ဒီကြားပြန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တစ်ကမ္ဘာလုံးကအော်နေတယ်တိုက်ဖြတ်ဖို့အတွက် ဒါပေမဲ့တကယ်မြင်နေမှာကဒီကျွန်တော်တို့အရင်းစားဆုံးထိုင်းအဲ့ဒါဒီထဲမှာလည်းထွက်မှာကျွန်တော်တို့ပြန်ပို့ဖို့ကတို့သိလက်ခံရှင်နဲ့ပုံမပေါဘူးပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ KNU နဲ့လည်းလောက်ကိုဘယ်လိုပြောမလဲအလုတ်လောက်တဲ့နေရာမှာသိပြီးတော့အတိမပြုတ်တဲ့ပုံပေါ့ ဒါက KNPF ရဲ့ဟိုတာဝန်ရှိသူတူကပြောကြောင်းသွားပါတော့သူပြောတတ်ချက်ထဲမှာဆိုရင်ဒီကြားဖြန့်ဝင်းကိုတို့ဟို CND ကနေစပြီးဒီနေ့အချိန်အထိဟိုလုံကြုံရေးအထက်ထချရတယ် KNU လောက် can KNL နဲ့ KNPF တို့စစ်တပ်နဲ့ရဲနဲ့ပူးပေါင်းပြီးတော့လုံကြုံရေးယူရလို့ပြောတယ်ပြီးတော့နောက်တစ်ခုကဒီအဲမှာဆိုရင်လည်းဟိုမပြောင်းခြင်းနဲ့နိုင်ငံခြားသားတွေပေါ့နော်တရုတ်တရုတ်ပေါ့နော်အဓိကတရုတ်ပေါ့နော်ဟို ဟိုအာဖရိကန်လူမျိုးတွေအီဂျီယိုပီးယားလူမျိုးတွေကတော့သူတို့ကပြောင်းချင်တယ်ပေါ့နော်မပြောင်းချင်တဲ့တရုတ်လူမျိုးတွေကတထောင်လောက်တောင်ရှိရဲ့လို့ဆိုရတယ်အဲ့မပြောင်းတဲ့တရုတ်လူမျိုးတထောင်ကပဲဒီကြက်ဖြတ်ခွင်းထဲမှာဒီဝင်းထဲမှာအခုမြင်တွေ့နေရတဲ့တိုက်တွေမှာပေါ့နော်ဒီသူတွေကမီးရှို့တာတွေဒီသူတို့လက်နက်သိမ်းထားတာတွေတော့ရှိရဲ့လို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ဟိုဒီကြက်ဖြတ် site ကိုလည်းဒီဟိုကျွန်တော်အခုတိလောက်ဆိုရင်ဒီကျွန်တော်နောက်မှာမြင်နေရတဲ့ဒီကြက်ဖြတ် site 3တိုက်ပေါ့နော်အဲ3တိုက်မှာဆိုရင်ဒါ မြန်မာနိုင်ငံသားမဟုတ်တဲ့တရုတ်နိုင်ငံသားပေါ့နော်နိုင်ငံသားတွေကိုထားတယ်ဟိုးဘက်မှာဟိုးဘက်မှာပေါ့နော်အခုပြနေကြထားတယ်ပြသထားတဲ့ဘက်မှာဆိုရင်ဒါမြန်မာနိုင်ငံသားတွေကိုပဲထားထားတယ်လို့ကျွန်တော်သိရတယ်ခင်ဗျာဆိုတော့ဟိုသူအနေနဲ့နည်းနည်းလေးထိန်းကြောင်းကခတ်တယ်ဆိုတာလေဟိုထိန်းရတင်းရပေါ့ထိလေရှာလေတဲ့အခြေအနေဖြစ်တယ်ထိန်းရတင်းရကတော်တော်လေးထိန်းထိန်းတင်းရလို့ တည်ရပြဘာလို့လဲဆိုတော့ဒီမပြောင်းချင်တဲ့တရုတ်နိုင်ငံသားတွေကပေါ့လေမပြောင်းချင်တဲ့တရုတ်နိုင်ငံသားတွေကသူတို့ကိုဟိုတိုက်ခိုက်တယ်ပေါ့လေတိုက်ခိုက်တယ်ဆိုတာချီရဲ့လက်နက်နဲ့ပေါ့နော်သူတို့ချင်မှာဒုတ်တွေရှိရဲဓားတွေရှိရဲပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်ဟိုနောက်ဆုံးသူကြားလောက်ဆိုရင်ဒါသူတို့အသက်အန်ရပါရန်ပြည့်ရဲ့အထိရှိရလို့လည်းတိထားတယ်ဗျဆိုတော့ဟိုဒီမှာကျွန်တော်ကြားဖြန့်လုပ်တဲ့ဟိုပါပေါ့နော်ဒီ မြန်မာတွေပေါ့နော်မြန်မာတွေကိုကျွန်တော်မြန်မာတွေနဲ့ခုနကကစတိုက်လန်မေးမြန်းကြည့်တဲ့အချိန်မှာဆိုရင်တော့ဒီမြန်မာတွေကအခုဒီထဲမှာဆိုရင်ကြားဖြန်လုပ်တဲ့ထဲမှာဆိုရင်တချို့မြန်မာတွေကကြားဖြန်အဲ့ဟိုလုပ်ငန်းခုနကကိုနန်းအောင်တင်ဆက်ခဲ့တဲ့ထဲမှာပိုပါတဲ့နေရာတွေပေါ့လေအဲ့မှာပဲအိတ်တာတွေရှိရယ်ဟိုတချို့တွေကတော့ဒီသူအဆောင်တွေမှာအိတ်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့လာစင်တလအောက်ထစ်နော်အောက်ထစ်ဝင်ငွေကတလကိုဘတ်3000ရရလို့ အဲဒီကြားဖြတ်လောက်တဲ့မြန်မာတွေစီကနေကျွန်တော်ပြန်လဲကြားသိရတယ်ခင်ဗျာဒီဝင်းနံမှာဆိုရင်လဲအခုမြင်တွေ့ရဒါဆိုဒါစူပါမားကတ်လို့ဆိုင်လေးပေါ့နော်ဟိုဆိုင်လေးတွေရတယ်ဆိုင်လေးဆိုင်လေးရှိတယ်ပေါ့နော်ဆိုတော့ဟိုစားတောင်းဆိုင်တွေရှိတယ်မားကတ်ဆိုင်တွေရှိတယ်ဒီမှာအသားကားရတဲ့ဆိုင်တွေလည်းရှိတယ်အခုဒီမှာဆိုရင်ဒါတို့ရဘီယာအေးတွေပေါ့နော်ဆိုတော့အဲ့ဒါကြီးအကုန်ကြားရတယ်ပေါ့နော်ဒါဒါဒါ မြန်မာနိုင်ငံသားမဟုတ်တဲ့နိုင်ငံခြားသားတွေပေါ့နော်ဒါတို့ဟိုဈေးဝယ်ဖို့ဈေးဝယ်ဖို့ပေါ့လीနော်ဒီချန်ပီယံဟိုခြံဝင်းထဲမှာနော်ဟိုအနောက်မှာဟိုပြိတ္တကြီးတွေကြားသိနေရတယ်ဒါပေမဲ့ဒါတရုတ်ကြီးအများကြီးဖြစ်နေပေါ့နော်ဆိုတော့အဲတရုတ်ကြီးကမပြန်ညက်တရုတ်ကြီးကတော်တော်လေးကိုထိန်းသိမ်းရခတ်တယ်လို့ကျွန်တော်တိထားတယ်တို့တွေပဲဟိုမီးရေရှို့ရဲပေါ့နော်ရေရှို့ရဲပြီးတော့ KNBF ဒီမှာလုံခြုံရေးယူထားတဲ့ ဟိုဟာကြီးပေါ့နော်လုံချုံကြီးပဲ KNU လုံချုံရေးယူထားရဲ့ရဲနဲ့စစ်သားတွေကိုအညေပြက်ရဲ့ဟိုအညေပြုတ်လိုက်လက်ရှိရပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာ KNPF နဲ့ KNL နေနဲ့အဲ့လိုအခြေအနေမှာဆိုရင်ညင်ရင်သာပြန်ပြီးတော့ကင်ကြွယ်ဖြေရှင်းခဲ့ရဆိုတော့သိရတယ်နောက်တစ်ခုကကျွန်တော်ဒီမှာသတိထားမိတာတစ်ခုပါလေဒီ ဟိုဘယ်လိုပြောရမလဲလုံချုံရေး KNPF ပေါ့နော် KNPF ကဒီဟိုမီးပွိုင်းတစ်ပွိုင်းစီပေါ့နော်ကျွန်တော်တို့မြင်တောင်ပြောရရင်မီးပွိုင်းတတိုင်းစီပေါ့မဟုတ် sorry ဟိုမီးတမီးတိုင်းတတိုင်းစီတတိုင်းစီမှာအထိုင်လုံချုံရေးယူတာရှိတယ်လို့အချိန်ပြည့်ပေါ့နော်နေ့ရောမနက်ကောညရော နေ့နေ့ညပေါ့နော် sorry နေ့ညအချိန်ပြည့်ဟိုကင်းလှဲ့တဲ့ပုံစံမျိုးပေါ့နော်ဒီမှာရှိတဲ့ဟို e ဟို bike ဟို e bike လိုကားလေးတွေနဲ့ e bike e bike လေးနဲ့ဆက်ရာရှိတယ် ခေါကောက်ကားလေးနဲ့အဲ့လိုလှည့်ရရှိရအခုဒါမြင်တဲ့နေရာတော့ဒါတရုတ်တီပေါ့နော်တရုတ်တီဒီစားတောက်ဆိုင်မှာလာပြီးတော့ဝယ်နေရပဲဖြစ်ပါတယ်အခုလက်ရှိဒီမှာကဟိုကျွန်တော်တိတော့ဆိုရင်ရောနေပေါ့နော်ဘလို့ရောလဲဆိုတော့ကြားဖြတ်ငွေလိန်ခိုင်းမှာလုတ်တဲ့အဖွဲကတစ်ခွက်နော်ဒီအဲ့လိုဒီဂျပန်ဒီဆမ်တာဒီဝင်းနဲ့မှာပေါ့လေဒီဝင်းနဲ့မှာပဲဟိုတယ်ရှိတယ်စားတောက်ဆိုင်တွေရှိတယ်အဲ့လိုစားတောက်ဆိုင်တွေမှာ ဟိုစပွဲထိုးလုတာရို့ပေါ့နော်အဲ့လိုလူကြီးလည်းရှိရပေါ့ဆိုတော့အဲ့ဒါမျိုးခုနကကျွန်တော်ရှေ့မှာတင်ဆက်ခဲ့လို့ပဲဟိုကြာဟို KNU ကနေပြီးတော့စီရင်ကောက်နေပေါ့နော်အဲ့ဒီမှာစီရင်နေပြန်ခွဲပြီးတော့ပြုတ်လုံနေလို့သိရတယ်ပေါ့နော်မြန်မာတွေဆိုလည်းမှတ်ပုံတင်နိုင်ငံခြားသားဆိုရင်ဒီနေ့ဆိုကျွန်တော်တင်ဆက်နေတဲ့နေ့ဆိုမြန်မာနေ့ပေါ့လေဟိုမနေ့ကဆိုရင်ဒါနိုင်ငံခြားသားကြီးပေါ့နော်မြန်မာဘုရားနိုင်ငံခြားသားကြီးကိုစီရင်ကောက်တဲ့နေ့ပေါ့လေနော် သူတို့ငွေလင်လုပ်ငန်းလုပ်တဲ့နေရာမှာတုံးတဲ့ပတ်စံအတူတွေဒေါ်လာအတူတွေတရုတ်ယွမ်ငွေအတူတွေပေါ့လေအဲ့ဒါတွေကလည်းဒီလမ်းမတစ်လျှောက်မှာပြည့်နှက်နေရလို့တွေ့မြင်ရပါတယ်ဒီမှာကျွန်တော်အများဆုံးမြင်တွေ့ရတာကတော့ဟိုတရုတ်လူမျိုးပေါ့နော်တရုတ်နိုင်ငံသားတွေအများဆုံးမြင်တွေ့ရတယ်ပေါ့နော်မြန်မာတွေလည်းရှိရပေါ့နော်ဆိုတော့မြန်မာတွေကတော့ မ္မာကြီးကတော့အဲ့လောက်မြင်တွေ့ရတာတိတ်မရှိဘူးပေါ့နော်တရုတ်နိုင်ငံသားတွေအများဆုံးမြင်တွေ့နေရပါတယ်ခင်ဗျာဒီမှာဆိုရင်ဒါတရုတ်စာတန်းနေနဲ့စားတော့ဆိုင်ပေါ့နော်ဒီဘက်ကမြင်တွေ့နေရဆိုရင်စားတော့ဆိုင်ဒီဘက်ကဆိုရင်တော့ဘာဆိုင်လဲမသိဘူးပေါ့နော်ဒီလိုက်ကတွေအကုန်ချထားတယ်ပေါ့နော်ဒီဘက်မှာဆိုရင်လည်းဒါဆိုရင်လည်းစားတော့ဆိုင်တွေပဲစားတော့ဆိုင်တွေအများစုပေါ့တော်တော်ဒီဒီကြားဖြန့်စင်တာဝင်းထဲမှာပဲအကုန်ပေါ့နော်အကုန်ဟိုလိုလိုသေးမရှိပေါ့နော်ဈေးဝယ်ရာတို့ဘာတို့ကဆိုတော့ ဒီဆက်မှာရရပုံစံအနေထားကိုကျွန်တော်မြင်တွေ့ရတယ်အခုဒီကျွန်တော်နောက်မှာကျွန်တော်နောက်မှာရှိနေတဲ့အဆောင်ပေါ့နော်ဒီအဆောင်မှာဆိုရင်ဟိုအပေါ်ရက်မှာဆိုရင်ဒီအပေါ်ရက်မှာဆိုရင်ဒါအဲ့အပေါ်ရက်မှာနေတဲ့တရုတ်တွေကတရုတ်လူမျိုးတွေပေါ့နော်တရုတ်လူမျိုးတွေကဒါသူတို့မပြောင်းခြင်းတဲ့တရုတ်လူမျိုးတွေကဟိုမီးရှို့မီးရှို့ခဲ့တယ်လို့မီးရှို့ထားတာပေါ့လေမီးရှို့ထားလို့ကျွန်တော်တို့ခုနကဒီကလုံခြုံရေးယူနေတဲ့လူတွေစီကနေကျွန်တော်သိရပါတယ်ခင်ဗျာ ဒီမှာကျွန်တော်အနောက်ကျွန်တော်အနောက်မှာမြင်တွေ့နေရတာဒါတို့တို့လေ game ပေါ့နော်တို့ကင်းပတ်တဲ့ပုံစံပေါ့နော်ဒီ KNPF KNPF ရဲ့ဒီဒီဒီစံတာကလုံကြုံရေးပေါ့နော်ဆိုတို့ပေါင်းပြီးရောပေါ့နော်ကင်းပတ်တဲ့ပုံစံမှာခင်ဗျဒီမှာဆိုရင်ဒီဝင်းနဲ့ကိုဝင်ပေါက်ကတော့နှစ်ပေါက်ပဲရှိရတယ်ဆိုကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်မှမြင်နေရတဲ့ဒီအစိမ်းရောင်ကြီးပေါ့နော် အဲ့ဒီအစိမ်းရောင်ကြီးအပေါက်ရေပေါ့နော်ဒီထုတ်ဖက်ဟိုခုနကဟိုဟာတင်ဆက်ခဲ့တဲ့ဒီ scam center ပေါ့ဒီ scam center နားမှာအပေါက်တစ်ပေါက်ရှိရပေါ့နော်ဆိုတော့အဲ့ဒီနှစ်ပေါက်ပဲရှိရလို့သိရတယ်ဒီတစ်ပေါက်နဲ့ပေါ့နော်ဒီကျွန်တော်မြင်ရတဲ့တစ်ပေါက်နဲ့အဲ့ဒီတစ်ပေါက်နှစ်ပေါက်ပဲရှိရသိရတယ်အခုလို့ဒါအဲ့လိုလုံခြုံရေးယူပြီးတော့ကင်းအမြဲတမ်းလှည့်ပေးနေရလို့လည်းကျွန်တော်တို့သိထားရတယ်ခင်ဗျာကျွန်တော်တင်ဆက်နေချိန်အတွင်းမှာပဲဒီစစ်တပ်ကလည်းလက်နက်ကြီးနဲ့ပစ်ခတ်နေရအောင်ကျွန်တော်အတန်တွေကြားရတယ်ဆိုတော့ဟိုကျွန်တော်ဟိုဟာ 15မိနစ်တစ်ချိန်နိုင်ခွက်တစ်ချိန်လောက်လက်နေကြီးနဲ့ပြစ်ခတ်တယ်ဆိုတော့ဒီမင်းလက်ပံကြေးရွာထိတ်ပါလေစစ်တပ်နဲ့အနာဒင်းစစ်တပ်နဲ့ဒီ KNU KNL ပေါ့နော် KNL တပ်သားတွေလည်းဒီထိတ်တိုက်ရင်ဆိုင်နေလို့ကျွန်တော်သိရပါပြီစစ်ပွဲရင်ဆိုင်နေလို့သိရပါပါခင်ဗျာဟုတ်ကဲ့ပါဒါကတော့ဒီ KNU ထိန်းချုပ် လိုက်တဲ့ဒီမင်းလက်ပန်းပေါ့နော်အခြေအနေကိုကျွန်တော်တင်ပြခဲ့တာအနှစ်ချုပ်အဖြစ်ဆိုရရင်တော့ဒီကို KNU ကထိန်းချုပ်လက်တဲ့အချိန်မှာကြားဖြန်စင်တာကိုထိန်းချုပ်လက်တဲ့အချိန်မှာဆိုရင်2000လောက်ပေါ့နော်လူကြီး2000လောက်သူတို့ဖန်ဆီးရမိရပြောတယ်ပြောဟိုကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေပေါ့နော်ဒီ IT ပစ္စည်းတွေကိုလည်းသူတင်းစီရမိရပြောတယ်တချို့ IT ပစ္စည်းတွေကတော့သူတို့ကိုယ်တိုင်ဒီ လုပ်ငန်းရှင်တွေပေါ့နော်လုပ်ငန်းရှင်တထေးလေးတွေပေါ့နော်ထုတ်ပြန်ကြမှာပါတယ်တထေးလေးတွေကသူတို့ဖြတ်စည်းလိုက်တယ်လို့လည်းကြားသိရတယ်ဆိုတော့ဟိုသုံးပုံတပုံလောက်သုံးတပုံတပုံခွဲပေါ့နော်ကျွန်တော်ခံမှန်းအဖြစ်အဲ့ဒီအချိန်ကြီးလောက်ပဲကျွန်တော်တို့တင်ဆက်ရမိခဲ့လို့သိရတယ်ဟိုလက်ရှိမှာလည်းဒါပြည်သက်တွေမြင်နေရတဲ့အတိုင်းပဲတဖက်ကဂျာဖန်စင်တာတဖက်ကသူတို့လူနေအိမ်တွေအားအဲ့ဒီလက်ရှိမှာရှိနေရပြီးတော့ဟိုထိုင်းနိုင်ငံဘတ်ချန်းကိုလည်း600လောက်ကိုလွှဲထားတယ်ဟိုအခုလည်းဆက်သွဲဖို့ပြင်ဆင်နေတယ်ခုနက KNPF ရဲ့ အရာရှိတူပြောွားပုံရဆိုထိုင်းကလည်းတိတ်ပြီးတော့ဟိုကြားဖြန့်တိုက်ဖြတ်ရေးအတွက်ဒီသူတို့သူတို့ကဟိုဒီခင်ယူလွှဲမဲ့ဟာတွေကိုတိတ်ပြီးတော့လက်ခံခြင်းပုံမရဘူးပေါ့လေဟိုသူပြောွားရဲမှာဆိုရင်အဲ့လိုဖြစ်ဖြစ်ပေါ်နေရခင်ဗျချစ်စမိုက်တင်ပါတယ်မြေကြီးမောင်ကိုကျေးဇူးနဲ့ပိတ်တက်များအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကြားဖြန့်စင်တာနဲ့ပတ်သက်ပြီးတော့အခုလိုသတင်းတွေကိုကျွန်တော်တင်ဆက်နေချိန်အတွင်းမှာပဲလက်နက်ကြီးတန်းထတ်ကြားလိုက်ရတယ်ဗျ sorry ပါ မြေစိမကြီးရှုနေပြိတ္တများအားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဒီဂျာပန်စင်တာမင်းလက်ပတ်မှာရှိတဲ့ဂျာပန်စင်တာပေါ့နော်ကျန်းကျူဝင်စီထားဂျာပန်စင်တာနေတဲ့နေ့ကိုတိုက်ရိုက်ပေးဖို့ခဲ့တာပါနောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ခန့်တွေပါခင်ဗျာဒါကတော့ပြီးခဲ့တဲ့နိုဝင်ဘာ26ရက်နေ့ကကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပတ်ကြီးရွာက KNU စီးနင်းလိုက်တဲ့ကြားဖြန့်ဝင်တဲ့ကမြေပြင်သတင်းပေးပို့ချက်ဖြစ်ပါတယ် အခုလက်ရှိမှာတော့မင်းလက်ပံကြေးဝမှာရှိတဲ့ online ငွေလိမ်ခြံဝင်းတွေကမြန်မာနိုင်ငံသားအလုတ်သမားတထောင်နီးပါးဟာနိုဝင်ဘာလ28ရက်နေ့မွန်လွဲတနာရီကနေရက်ပြန်သွားတယ်လို့သိရပါတယ်။ပြီးတော့နေရက်ပြန်တဲ့သူတွေအထက်မှာအသက်20နဲ့30ဝန်းကျင်နေအများဆုံးလို့သိရပါတယ်။တရင်သွားယူတဲ့နေ့ကနေဒီကနေ့အထိ online ငွေလိမ်ဂိုင်းသားတွေနိုင်ငံသားတွေဟာထိုင်းနိုင်ငံကနေတဆင့်နေရက်ပြန်နိုင်ဖို့ခက်ခဲမှုတွေနဲ့ကြုံတွေ့နေရပြီးတော့ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်တောင်ပြင်ပေါ်မှာပိတ်နေ ပိတ်မိနေပါသေးတယ်ရှင်